ကပ်ကပ်ရဲ့ speed အမြန်တော့ချိန်ကြီးမှု feature ဟာဗီဒီယိုတီးဖြတ်ခြင်းမှာအရေးပါဆုံးတဲ့အမှုပညာဆန်တဲ့ effect တွေဖန်တီးနိုင်တဲ့ tools တစ်ခုဖြစ်ပါတယ် speed feature ကိုအဓိကအဖြစ်နှစ်မျိုးခွဲခြားထားပါတယ်အခုပြထားတဲ့ speed feature ကကြတော့ normal speed ပုံမှန်အမြန်တော့ချိန်ကြီးခြင်းဖြစ်ပြီးတော့ဒီ normal speed ချိန်ကြီးခြင်းဟာဗီဒီယိုကလစ်တစ်ခုလုံးကိုအစအဆုံးတူညီတဲ့အမြန်တော့နဲ့ပြောင်းလဲပေးတာဖြစ်ပါတယ်အခြေခံ speed feature လေးကိုပြောပြပေးမယ် normal speed ပုံမှန်မြန်တော့ချိန်ကြီးခြင်းဖြစ်ပါတယ်ဒီ project ထဲမှာဆိုရင်ကျွန်တော်ဗီဒီယိုနှစ်ပုတ်ထည့်ထားတယ်တစ်ပုတ်ကကြတော့ဗီဒီယိုရှိတယ် တပုတ်ကဗီဒီယိုတိုးတယ်ရှည်တဲ့ဗီဒီယိုကိုကျွန်တော်ကတိုးအောင်လုပ်မယ်တိုးတဲ့ဗီဒီယိုကိုရှည်အောင်လုပ်မယ်အဲ့တော့ကျွန်တော် speed feature ကိုအသုံးပြုရမှာဖြစ်တယ် speed feature ကိုအသုံးပြုမယ်ဆိုရင်အသုံးပြုမဲ့ဗီဒီယိုကိုလက်နဲ့ထောက်လိုက်မယ်ထောက်လိုက်ရင်ကျွန်တော်တို့အောက်ကဒီ tools bar ထဲမှာ speed speed ဆိုတဲ့ဒီအဝိုင်းပုံလေးကိုနှိပ်လိုက်ပါမယ်အဲ့ဒီမှာဆိုရင်ဒီမှာ speed feature ကကျွန်တော်တို့၃မျိုးပါတယ်ကျွန်တော်ခုနကပြောတဲ့ speed feature ကအခြေခံ speed feature က normal speed နဲ့ cut speed ဒီ velocity velocity effect ကကြတော့ EI effect ပါလာတယ်နောက်ပိုင်းမှာပါလာတဲ့ speed feature ဖြစ်ပါတယ်အခုကျွန်တော်အခုတုံးပြမယ် speed feature ကကြတော့ normal speed feature အဲ့တော့ normal speed feature လေးကိုနှိပ်လိုက်မယ်နှိပ်ပြရပြီဆိုရင်ဒီမှာကျွန်တော်တို့တွေ့ရတဲ့ဒီဟာလေးတွေကကြတော့ normal speed feature ဖြစ်ပါတယ်အဲ့တော့ 0.1h 1h 2h 5h အဲ့တော့ကျွန်တော်တို့ညာဘက်ကိုတိုးလိုက်မယ်ဆိုရင်ဗီဒီယိုကပို့ပြီးတော့မြန်လာမယ်ကျွန်တော်တို့ဗီဒီယိုဖိုင်ကတော်တော်လေးဖြစ်သွားပါမယ်နော်အဲ့ကဲလို့ကျွန်တော်တို့ကဘယ်ဘက်ကို တိုးလိုက်မယ်ဆိုတော့ဗီဒီယိုကကျော်ရှည်သွားပြီเนาะဗီဒီယိုကရှည်ပြီးတော့ဗီဒီယိုဖိုင်ရအရှည်ကြီးဖြစ်သွားမယ်မိနစ်အများကြီးဖြစ်သွားမယ်အဲ့တော့ကျွန်တော်အခုဒီဗီဒီယိုမှာဆိုတော့ဒါ normal normal speed ဆိုတော့เนาะ 1h ပေါ့အဲ့တော့မှကျွန်တော်ကဗီဒီယိုကိုမြန်ကျင်တာရှည်ကျင်တာမြန်ကျင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီညာဘက်ကိုတွန်းရမှာဖြစ်ပါတယ်ဒီမှာဆိုရင်1.5ဆိုရင်ဒါတစခွဲ 2h ဆိုရင်ကျွန်တော်ဒါလက်ရှိဒီဗီဒီယိုရဲ့အချိန်ကိုနှစ်ဆကျွန်တော်တို့ကမြန်လိုက်တာဖြစ်တယ်ဥပမာဒီဗီဒီယိုက ်10စကန့်ရှိရင်ကျွန်တော်တို့က5စကန့်ဖြစ်အောင်လုပ်လိုက်တာမြန်လိုက်တာပေါ့5စကန့်ရှုပ်ချသွားတယ်ဗီဒီယိုကမြန်သွားတယ်နှစ်ဆမြန်သွားတယ်နော်အဲအဲ့တော့ကျွန်တော်ထပ်ပြီးတော့ဒါ3 3စတင်ချင်း3 3 h ဒါဆို3စမြန်တာဖြစ်တော့ပြီနော်အဲ okay ဒါဆိုဗီဒီယိုကိုပြန်ကြည့်ကြည့်လိုက်ရအောင်နော်ဒါကကျွန်တော်ဗီဒီယိုကိုမြန်လိုက်တာဖြစ်ပါတယ်ဒါကတော့မြန်လာတဲ့အနေအထား normal speed ကိုကျွန်တော်ပြန်ပြမယ်ဒါက normal speed ဲ့ဒါကိုကျွန်တော်မြန်လိုက်တဲ့အခါမှာဒါကမြန်ထားတဲ့အနေအထားဖြစ်သွားပါပြီဟုတ်ပြီဒါကတော့ဒီဗီဒီယိုကိုမြန်သွားပြီဆိုဒီဗီဒီယိုကိုကျွန်တော်ကနေမယ်နေမယ်ဆိုရင်နေမယ်ဗီဒီယိုကိုထောက်မယ်ထောက်ပြီးရင်အောက်က speech ဆိုတာလေးကိုနှိပ်မယ်ပြီးရင် normal တဲကိုဝင်မယ်ပြီးရင်ကျွန်တော်တို့ကဒီဗီဒီယိုကိုနေမှာဖြစ်တဲ့အတွက်ဒီ speech ကိုကျွန်တော်တို့ကဘယ်ဘက်ကိုတွန်းရမှာဖြစ်ပါတယ်ဒီဘယ်ဘက်ကိုတွန်းနေသူက speech ကပို့ပြီးတော့နေကွေးလာလေဖြစ်တယ်ဥပမာကျွန်တော်0.5 h ဆိုရင်ဒါက အချိန်ကိုနှက်ဆနေလိုက်တာဖြစ်တယ်ဥပမာဒီဗီဒီယိုက5စကန်ရှိတယ်ဆိုရင်ကျွန်တော်ကဒီလို5ထားလိုက်ဒီဗီဒီယို10စကန်ဖြစ်သွားတယ်အဲဒါ0.3ဒါထည့်ထားလိုက်โอเคဒါကိုနှေးထားတဲ့ဗီဒီယိုတစ်ချက်ပြန်ကြည့်လိုက်အောင်ဒါကနှေးထားတဲ့အနေထားမြန်နဲ့ကျွန်တော်ပုံမှန်အနေထားကိုပြန်ကြည့်အောင်ဒါ normal speed ဒါ normal speed အဲ့ဒါကိုမှနှေးလိုက်တဲ့အခါမှာအခုလိုပုံစံဖြစ်သွားမယ်နော်အဲโอเค ဒါကတော့ normal speed ကိုအသုံးပြုတဲ့နည်းလမ်းလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအခုနောက်က speed feature လေးကိုကျွန်တော်ပြန်သွားမယ်ဗီဒီယိုကိုတစ်ချက်ထား speed ကိုနည်းဒီ cut speed เนาะဒီ cut speed တုံးတာလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်